တမနာထရန့်ကိုကြိုဆိုတဲ့နေရာမှာတခြားနိုင်ငံတွေအားလုံးထက်သာအောင်ဆိုပြီးတော့တောင်ကိုရီးယားကရွှေတရဖူကြီးပါတမနာထရန့်ကိုပေးလိုက်ပါတယ်။ကိုရီးယားရာဇဝင်စီးတွေမှာရှီလာဘင်ခစ်ဆိုတာအားလုံးခဏတွေ့ရမှာပါ။ကိုရီးယားကိုအုပ်ချုပ်ခဲ့တဲ့ရှင်းအောင်မင်းဆက်တွေကတခုပေါ့။900ဆုံးနဲ့600ဆုံးတွေကဖြစ်ပြီးသူတို့ခင်လူပညာလက်ရာတွေဟာအထူးလက်ရာမြောက်တယ်ဗျ။ အခုတမန်တော်ရဲ့တမန်တော်လေးကြီးမျိုးကတမန်ထရန့်ကိုအဲ့ဒီရှီလာဘီယင်ခက်ကဘီယင်လေးစောင်းနဲ့ရွှေတရဖူပုံပြီးရွှေတရဖူရွှေစနဲ့လောက်ထတာယူလက်ဆောင်ပေးပါတယ်။ဘီယင်လေးနဲ့အုပ်စိုးသူလူတန်းစားရဲ့မြင့်မြတ်တဲ့အာဏာကျွမ်းမဲ့အုပ်ချုပ်မှုကိုကိုးစားပြုတဲ့ရှီလာဘီယင်နိုင်ငံခက်ရွှေတရဖူပါ။ဒီတရဖူပုံကိုအမျိုးသားပြတိုင်းမှာတမန်တော်လေးကြီးမျိုးကထရန့်ကိုပေးအပ်ခဲ့ပါတယ်။တရဖူအားကိုရီးယားကျွမ်းဆက်ကိုပထမဆုံးချိန်ငင်းချင်းရေးယူဆောင်လာခဲ့တဲ့ရှီလာစိတ်သက်ကိုကိုးစားပြုတယ်လို့ဆိုပါလိမ့်။ ြောရမယ်ဆိုတော့အဲ့ဒီမျိုးဂျောင်းကျူးဟာတစ်ချိန်လုံးကရှီလာဘီယင်နိုင်ငံရဲ့မျိုးတော်ဖြစ်ပြီးတော့အဲ့ဒီခေတ်ကရွှေတရဖူ6ခုပါတဲ့ထူးပြဖွဲ့ကိုပြတိုက်မှာကျင်းပခဲ့ပါလေထရန်အတွက်ရွှေတရဖူပြင်တောင်ကိုရီးယားကချင်းမြင့်တဲ့အမြင့်ဆုံးနိုင်ငံတော်အမိန့်နဲ့ရွှေတစိတ်တောင်ပါပါလေမြောင်ကန်ဝါအော့ဂရန်အော်ဒါလို့ခေါ်ပါလေသမားဖြစ်လာကလေးကရွှေကြိုက်တဲ့ထရန်ဟာဘဲဥပုံရုံးခန်းထဲမှာတော့ရွှေတွေနဲ့အလောက်ဆင်ထားတာ အခုတော့ရွှေတရဖူကြီးပါကြွားစရာတိုးလာတာပေါ့တောင်ကိုရီးယားကလည်းတခြားနိုင်ငံတွေထက်အာဆီယံနိုင်ငံတွေထက်တောင်အောင်ဂျပန်ထက်လည်းတောင်အောင်ဆိုပြီးတော့ဒီလိုရွှေတရဖူကြီးပေးချလိုက်တာပါအခုခီးစင်မှာတောင်ကိုရီးယားဘက်ကအမေရိကန်ကိုတောင်းဆိုထားတာတွေကအစိုးရစားစရာတွေလည်းရှိတယ်ဗျပါလဲဆိုတော့နျူကလ িয়ার စွန့်ရင်တော့ရင်းငုံသင်းမောလောင်စာပါနေတာပါနျူကလ িয়ার လက်နက်မပိုင်တဲ့တောင်ကိုရီးယားဟာမြောက်ကိုရီးယားနဲ့တရုတ်ရင်းငုံသင်းမောတွေကိုရှင်းနိုင်အောင်ဆိုပြီးတော့နျူကလ িয়ার စွန့်ရင်တော့ရင်းငုံသင်းမောတွေတိစောက်ချင်နေတာပါ ဒီအတွက်လောင်စာဝယ်ဖို့အမေရိကန်ရဲ့ခွင့်ပြုချက်ရဖို့ထပ်တွန်းအားပေးနေတာဖြစ်ပါတယ်နျူကလ িয়ার လက်နက်တွေသေဆုံးနိုင်တဲ့ရင်ငုံသင်္ဘောတွေတည်ဆောက်ဖို့မရည်ရွယ်တဲ့သမယိုးကြလက်နက်တပ်နူဆွမ်းရည်သုံးရင်ငုံသင်္ဘောတွေတည်ကျင်တယ်လို့သမ္မတလီဂျင်မြောင်းကဆိုပါတယ်ဒီဇယ်စွမ်းရင်တော့ရင်ကုန်သင်္ဘောတွေဟာမြောက်ကိုရီးယားနဲ့တရုတ်ရင်ကုန်သင်္ဘောတွေကိုခြေအားခံဖို့လိုအပ်တဲ့ရင်ကုန်နိုင်စွမ်းအကန့်အသတ်ဖြစ်နေပါတယ်။စီးပွားရေးမှာတော့ Amazon ရဲ့လုပ်ငန်းခွဲကတောင်ကိုရီးယားမှာ AI data center တစ်ခုတည်ဆောက်ဖို့ကြေညာထားပြီး ေါ်လာ၄ဘီလီယံပြင်နောက်ထပ်ဒေါ်လာ၅ဘီလီယံရင်းနှီးမှုနှမယ်ဆိုပါတယ်။တမလလီဂျင်မြောင်းကအမေရိကန်ပေါ်ဝင်တော့ဝင်ဖို့ရှော့ချဖို့သူ့နိုင်ငံကစစ်သုံးစိတ်တိုးမြင့်သွားမယ်လို့ဆိုပါလေ။တောင်ကိုရီးယားလက်ရှိကောက်ွယ်ရေးသုံးစိတ်မြောက်ကိုရီးယား GDP စုစုပေါင်းရဲ့1.3%ဆရှိပါတယ်။စစ်သုံးစိတ်ကအတော့ကိုတိတာထင်ရှားပြီးတော့စစ်သုံးစိတ်နဲ့ပတ်သက်ပြီးနံပါတ်5နေရာမှာတော့ရှိပါတယ် ဒါပေမဲ့အမေရိကန်စီမှာကာကွယ်ရေးဝန်ထမ်းတွေကိုဆက်လျှော့ချဖို့အရေးကြီးတာမလို့သူတို့စစ်တုံးစိတ်ဆက်ပြီးတိုးမြင့်သွားမယ်ဆိုပါတယ်။မြောက်ကိုရီးယားကကင်ဂျွန်ဝန်နဲ့ထရန့်တွေ့ဖို့တော့မရှိသေးပဲတရုတ်သမားရှီနဲ့ထရန့်မလက်ဖန်တွေ့ဖို့တော့တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနကအတည်ပြုထားပါတယ်။နဖလုံးအမေရိကန်တရုတ်ဆက်ဆံရေးနဲ့အပြန်အလှန်ဆွေးနွေးဆရာကိစ္စရတွေပေါ့အမြင့်ချင်းဖလှယ်ကြမယ်လို့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတွေကဆိုပါတယ်။မြောက်ကိုရီးယားကတော့ ထရန်နဲ့တွေ့ဖို့အရေးဘာမှထုတ်ပြန်ပြောခြင်းမရှိပါဘူး။မြောက်ကိုရီးယားကထရန်နဲ့တွေ့ဖို့အရေးထက်ထရန်လလာခြင်းပေးလိုက်တာကတော့တခြားမဟုတ်ပါဘူး။နျူကလ িয়ার တုံးကြီးစမ်းသပ်လိုက်တာပဲဖြစ်ပါလိမ့်။ဒါကိုကြည့်ချင်းအပြင်မြောက်ကိုရီးယားဟာသူ့ရဲ့သဘောထားကိုပြလိုက်တယ်လို့တော့ပြောရမှာဖြစ်ပါတယ်။သမရထရန်ကိုမြောက်ကိုရီးယားကသူ့နိုင်ငံကိုနျူကလ িয়ার နိုင်ငံအဖြစ်သတ်မှတ်စေခြင်းနဲ့ပုံလဲရောက်ပါတယ်။ ထရန်ကတော့မြောက်ကိုရီးယားတောင်းဆောင်ခင်ဂျုံအုံးနဲ့အခုခေတ်စမှာ တွေ့ကျင်တယ်လို့ဆိုပေမဲ့မတွေ့ရရင်လည်းဘာမှမဖြစ်ဘူးလို့ဆိုပါတယ်မြောက်ကိုရီးယားဘက်ကတော့ဘာမှထုတ်ပြန်ခြင်းမရှိပါဘူးလောလောဆယ်အမေရိကန်လာတာကိုဒုံးကျည်ပြလို့ကြိုးဆိုတယ်လို့တော့မှသမုတ်နေကြပါတယ်ခံလာဒီဒုံးကျည်ပြလို့ဘုံကိုလည်းလေးမထားပါဘူးတရုတ်နဲ့ကွန်တိုရေးစွန့်လို့ပဲကအယုံဆိုင်တယ်ပြောပါတယ် ကျောထရဟာတောင်ကိုရသမားအီဂျင်မျိုးနဲ့ပြည်ဆောင်ပြီးတော့ကွန်ဒေးတဘောတူနေချက်ပြည်သက်နိုင်ရင်လဲဆွေးနွေးမှာဖြစ်ပါတယ်။အသေးစိတ်ညှိနှိုင်းမှုတွေကတော့မပြီးပြတ်သေးပါဘူး။တောင်ကိုရပုံကုန်တွေပေါ်အခွန်25ခန်းလောက်စား25ခန်းလောက်နဲ့ကြာတဲ့လို့အတွက်အမေရိကန်ဒေါ်လာဘီလီယံ350ယင်းနှစ်ပြုတ်နှံပမယ်လို့တောင်ကိုရဘက်ကတော့ထရန့်ကိုကန့်လန့်ထားတာဖြစ်ပါတယ်။ထရန့်ဟာအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်အေပက်စီဝေးထိပ်သီးဆွေးနွေးပွဲတော့တက်မှာမဟုတ်ပါဘူး။ အေဘက်စီဝီပြည်မှာမှာတော့သူကတရုတ်သမားရှီကျင်းဖြစ်နဲ့တွေ့ဆုံမှာဖြစ်ပါလိမ့်။လက်ရှိမှာတော့နောက်ကိုရီးယားဘက်ကသမားထရန့်နဲ့တွေ့ရင်လည်းဘာမှအကျိုးမရှိဘူးဆိုပြီးပြောဆိုမှုတချို့တော့ရှိနေပါလိမ့်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။ဗင်နီဇွဲလားနိုင်ငံနားမှာရှိနေတဲ့အမေရိကန်စစ်သင်္ဘောတွေကိုဗင်နီဇွဲလားစစ်သားတွေအယောင်ဆောင်ပြီးတော့တိုက်ခိုက်ဖို့ CIA ကလှုံ့ဆော်ခဲ့ကြောင်းဗင်နီဇွဲလားဘက်ကဆွဆွဲပါလိမ့် CIA ရဲ့လက်ရာအရာဆိုရင်သူတို့ကဗီနီဇွဲလားစစ်သားအယောင်ဆောင်ပြီးတော့အဲ့ဒီစစ်သင်္ဘောတွေကိုဝင်တိုက်မယ်။ပြီးတော့ဗီနီဇွဲလားကတိုက်တယ်ဆိုပြီးအမေရိကန်ကဆွဆွဲမယ်။သူတို့အကြောင်းပြချက်ရရင်ဗီနီဇွဲလားကိုတိုက်မယ်။ဒီလိုမျိုးလုပ်နေတာပါ CIA ရဲ့ရုပ်မာတဲ့အစီအစဉ်ကိုဟန်တားနိုင်ခဲ့တယ်လို့ဗီနီဇွဲလားကပြောပါလိမ့်။ဗီနီဇွဲလားအာရဘန်တွေက CIA ထောက်ပံ့ပေးထားတဲ့လှုပ်ဝက်ဆဲလ်တစ်ခုကိုဖော်တော့ပြီးအဲ့ဒီအကြံစီကိုဟန်တားနိုင်တယ်လို့ပြောပါတယ် စီအိုင်ကပံပိုးထားတဲ့ cell ဟာ Caribbean ပင်လယ်ပြင်တောင်ပိုင်းမှာဖြန့်ကျက်ထားတဲ့ American စစ်သည်မော့တိုက်ခိုက်ပြီး Venezuela လက်ချက်ဖြစ်ပုံချဖို့ကြံစီနေတာဆိုပါတယ်။အပြစ်ပုံချမဲ့အကြံစီအတွက် CIA ကရွေးချယ်ထားတဲ့ပြစ်မှတ်ဟာ American ရဲ့ပယ်ထိန်တုံးကြီးတဲ့ဖြတ်သိမ်းပေါ် USS Gravely ဖြစ်တယ်လို့ Venezuela ကအခိုင်အမာပြောပါတယ်။အဲ့ဒီသင်္ဘောဟာအော်တိုဘော26ရက်နေ့ကလည်း Trinidad နဲ့ Tobago နိုင်ငံမှာကံကက်ရန်နာထားတာပါ။ ဒီနေရာကပြောရမယ်ဆိုရင်ပြောဗင်နီဇွဲလားကုန်းတွင်းပိုင်းကိုဒုံးကြီးတွေနဲ့လှမ်းပစ်လို့ရအောင်လက်လန်းမိတဲ့နေရာပါ CIA ကတော့ဗင်နီဇွဲလားဆုဆမှုနဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်မှုမရှိပါဘူးဘယ်ကင်သမားခတ်ဟာဗင်နီဇွဲလားပေါ်ရန်လိုနေတယ်လို့ဆိုပါတယ်ဒါကြောင့်ကာရီဘီယံမှာစင့်အားစူဝေးဖြန့်ကျက်ထားတာကလည်းဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကိုဖြုတ်ချဖို့အတွက်စိုးရိမ်မှုတွေမြင့်တက်စေပါတယ်ထရန်ကမာဒူရိုကိုမူရေးကန်ခေါင်းဆောင်လို့ဆွဆွဲထားပါတယ် ဒေါ်လာ190လဲစုမိထုတ်ထားပါတယ်။ဒါအပြင်အမေရိကန်စီမူရစ်ဆေးမှောင်ခိုတင်နေတဲ့ရေရင်တွေလို့ဆွဆွဲပြီးဗီနီဇွဲလားလိတ်တော်တွေများများကိုလည်းကာရေဘီယံပင်လယ်မှာဖျက်ဆီးတယ်လို့ဗီနီဇွဲလားကပြောပါတယ်။ကာရေဘီယံပင်လယ်ပြင်အနောက်မှာအမေရိကန်ဟာစစ်သင်းမောင်းနဲ့တက်လေနေပါဖြန့်ကျက်ထားပါတယ်။နောက်ပြီးတော့ထရန့်ဟာဗီနီဇွဲလားရဲ့မူရစ်ဆေးဝါတင်ပို့မှုရေလဲကြောင်းကိုဖျက်တောက်ထားပြီးဖြစ်လို့ကုန်းမြေပြတ်မှတ်တွေစီစက်ကွင်းရွှေ့လာနိုင်တယ်လို့အရေးအမွတ်ပြောထားပါတယ်။ ဗင်နီဇွဲလားမှာမာဒူရိုအစိုးရကိုဖျောက်ချဖယ်ရှားဖို့ကြံစီနေတယ်ဆိုတဲ့အိဆာစကားတွေကိုတော့ထရန့်ကညင်းထားပါတယ်။ US Gravity ကကာရီဘီယံကိုရောက်နေတာဟာဗင်နီဇွဲလားမှာတော့ချိန်ချောက်မှုတစ်ခုဖြစ်ပါတယ်။ဗင်နီဇွဲလားရဲ့မီးစေဝါမှုန်ခိုးဂိုင်းကိုတိုက်ဖို့ထရန့်ရဲ့အစီအမံအရ American စစ်တပ်ဟာကာရီဘီယံမှာအနည်းဆုံးစစ်သည်မော9စီးနဲ့မက္ဆီကိုပင်လယ်ကွင်းမှာစစ်သည်မော10စီးဖြန့်ထားပါတယ်။ ဒါနဲ့မကသေးပါဘူးကဘာပေါ်မှာအကြီးမားဆုံးစစ်သင်္ဘောကြီးဖြစ်တဲ့ USS Draft 4လေယာဉ်သင်္ဘောကြီးဦးဆောင်တဲ့တိုက်ရိုက်ရင်အုပ်စုကလည်းမကြခင်ကာရေဘီယံပင်လယ်ပြင်စင်ရောက်လာမယ်လို့ပင်ဒဂွန်စစ်ထဏာချုပ်ကထုတ်ပြန်ထားပါတယ်။ American ရဲ့ B1B မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်ကြီးနှစ်စီးဟာလည်း Venezuela ကန်လွန်ကာရေဘီယံပင်လယ်ပြင်ပေါ်မှာပြန်တန်းခဲ့တဲ့အတွက်နှစ်ဖက်တင်မှမှုတွေကတော့ပုံပုံမြင့်တက်ခဲ့ပါတယ်။ ဒါဟာပြီးခဲ့တဲ့သတင်းပတ်တွေတွင်ခုလိုပုံစံနဲ့အမေရိကန်ကအင်အားပြချိန်ချောက်ခဲ့တာတတိယအကြိမ်မြောက်ဖြစ်တယ်လို့ဗီနီဇွဲလာကစွပ်စွဲထားပါလိမ့်။ဒါအပြင်ဗီနီဇွဲလာနာကိုအမေရိကန်ရဲ့ကမ္ဘာအကြီးဆုံးလေယာဉ်သင်္ဘောကြီးဆိုလိုတာဟာထာရစစ်ပွဲကိုအမေရိကန်ကဖန်တီးခြင်းနဲ့ဒါလို့ဗီနီဇွဲလာကစွပ်စွဲပါလိမ့်။မရိကန်ကာဝေးဥကြီးပိတ်ဟာဆက်ကလည်းကမ္ဘာအကြီးမားဆုံးစစ်သည်မဟုတ်ဖြစ်တဲ့ US Draft 4ကိုမြေထဲပင်လယ်မှာ Caribbean ပင်လယ်ပြင်ကိုဥတီစေလွတ်ခဲ့ပါတယ်။ဒါကြောင့် Venezuela ကပိုပြီးထိတ်လန့်လာတာပါ။ ရိကန်ကစစ်ဖြစ်ဖို့ဖန်တီးနေတာပါဘတော်မောင်စစ်ပွဲနဲ့နောက်ထပ်ဝန်မပါစီရတော့ဘူးပြောပေမဲ့သူတို့ပဲစစ်ပွဲဖန်တီးနေတာပါလို့မာဒူရိုကပြောပါတယ် US Dollar 4ဟာလိန်60ပါပါတယ်ထရန့်ကမာဒူရိုနဲ့ကိုလံဘီယာသမ္မတတို့ကိုမူရင်မောက်ကုံမှုတွေနောက်ကခိုင်းကောင်းဆောင်တွေလို့ကြေညာထားပါတယ်ပင်လယ်ပြင်တွေကမူရစ်လေတွေကိုလည်းဇတိုက်ပစ်ချဖျက်ဆီးနေတယ်လို့မူရစ်စေတင်ဆောင်တဲ့ရင်ကုန်သင်းမောကူပါဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ကုန်းမြေပေါ်ဆက်လက်ထိုးစစ်ဆင်မယ်လို့တတိပေးနေပါတယ်။စီအိုင်ရဲ့လှုံ့ဆော်မှုကိုလည်း ဗီနီဇွဲလာမြေပေါ်အထူးချဲ့ထွင်ပြီးထိုးစစ်ဆင်သွားမယ်လို့ဆိုပါတယ်ကာရေဘီယံဝစစ်သင်္ဘောတွေနျူကလ িয়ার တင်ဆောင်တဲ့ရေငုပ်သင်္ဘောတစ်စီး F-35 Jet Fighter တွေလည်းစေလွတ်ထားပါတယ်အမေရိကန်စစ်မဆန်ရပစ္စည်းတွေတဖြည်းဖြည်းများပြားလာတာနဲ့အမျှထရက်လုတ်ရဟာဗီနီဇွဲလာနိုင်ငံတွင်တော့ဝင်ရောက်တိုက်ခိုက်လို့ရင်တော့မဟုတ်တော့သေးဘူးလို့ဆိုပါတယ်ဒါပေမဲ့မာဒူရိုကိုပြုတ်ကြစေရေးမာဒူရိုကိုဖမ်းပြီးပို့ရေးဆိုတဲ့တပ်တွင်းအကြောက်တရားခြိုက်သွင်းခြင်းမျိုးတော့ဖြစ်နိုင်ကြောင်းလေးလာသူတွေကပြောပါတယ် ဗီနီဇွဲလာစစ်တပ်တွေနဲ့မာဒူရိုအမေရိကအစိုးရအတိုင်းဝန်ကြားမှာတည်ငြိမ်ဖြစ်စေဖို့ US General Foggy ကိုပါစီလွတ်ခဲ့ွယ်ရှိတယ်လို့သုံးသပ်ရပါတယ်ယူကရိန်းရှေ့တန်းအတွက်ရေးပါတဲ့မြို့တွေမှာရုရှားကတက်ဆွဲထားပါတယ်ရုရှားတပ်တွေကယူကရိန်းရှေ့ပိုင်းကိုကြီးကြပ်ထိုးစစ်ဆင်နေပြီးတော့မဟာဗျူဟာရအထက်ချာကျတဲ့ပိုးခရော့စ်မြို့မှာခြေကုပ်ယူထားနိုင်ပြီလို့သိရပါတယ်ဒီနယ်မြေထဲမှာရုရှားစစ်သည်တွေဟာယူကရိန်းထက်ရှစ်ဆလောက်အင်အားပိုပြီးများပါတယ်ဒါကိုရှင်မှုကမလွယ်ကူဘူးလို့ဖော်ပြကြပါတယ် နှစ်နှစ်ကြာတဲ့အထိရုရှားဘက်ကပိုခရော့ကိုသိမ်းနိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးသူတို့စီစဉ်ထားတဲ့ရလဒ်တန်းတော့မအောင်မြင်သေးပါဘူးပိုခရော့ကမျိုးငယ်လေးတစ်ခုဖြစ်ပေမဲ့လည်းယူကရိန်းရှေ့ပိုင်းစစ်မဏအတွက်တော့လိုအပ်တဲ့စစ်ပစ္စည်းတွေနဲ့စစ်ဘုတ်ပို့ရမှာအဓိကကြတဲ့ဘူချက်ဆိုလည်းမမောက်ဘူးဗျအခုလိုမျိုးရုရှားဘက်ကခြေကုပ်ယူနေတဲ့အတွက်ဒိုးနဲ့ဒေတာတစ်ခုလုံးသိမ်းနိုင်ဖို့အတွက်ပိုပြီးတော့နှီးကပ်သွားပါပြီယူကရိန်းရှေ့ပိုင်းမှာစစ်စင်ရေးဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတွေကတော့ရုရှားတပ်တွေကိုတားဆီးဖို့ခက်ခဲနေတယ်လို့ဝန်ခံထားပါတယ် ပြောရမယ်ဆိုလို့ရယူကရိန်းကရုရှားထိုးစစ်ကိုတံပြန်တဲ့အခါမှာဒရုန်းတွေသုံးလို့ရှိတာမှန်ပါတယ်။ဒါပေမဲ့မိုးရသမီးတော်မြူဒူဆန်နဲ့ယာတီဥတုတော်ပြစ်မှတ်ထားတိုက်ခိုက်မှုကလည်းအခက်တွေ့နေပါတယ်။အဲဒီတော့ပိုခရော့မြို့နီမှာရုရှားတပ်တွေကစစ်ရင်အားနဲ့စစ်ရက်နဲ့ပစ္စည်းအများပြားစုစည်းနေတယ်လို့ချင်းလင်တပ်တွေအပေါ်ကာဝယ်ပေးဖို့လည်းတန်ကြပ်ကရင်တွေသုံးနေပါတယ်။လက်ရှိယူကရိန်းရဲ့ကာဂိုကြီးစွန့်ရည်တွေရောပါတာနဲ့အမျှဥရောပမဟာမိတ်တွေစီကဗန်နာရေးထောက်ပံ့လိုအပ်နေတယ်လို့ တမရော့ဇီလန်စကီကမှတ်ချက်ပြပါတယ်။ဒါမှသာနှစ်နှစ်သုံးနှစ်ကြာရုရှားတပ်တွေနဲ့ဆက်လက်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ဒါအပြင်ဒေါ်နယ်ထရန့်နဲ့ရှီကျင်းဖင်တို့ကြားတီးတက်တွေ့ဆုံမှုကလည်းရုရှားအတွက်တရုတ်ရဲ့ထောက်ပံ့မှုကိုဖျက်တော့ပေးဖို့အတွက်မျှော်လင့်ရတယ်ဆိုပါတယ်။လက်ရှိမှာတော့ရုရှားနဲ့ယူကရိန်းကြားထဲမှာတိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေပါတယ်။အခုလိုမျိုးငြိမ်းချမ်းရေးလုပ်ငန်းစဉ်လဲဆိုင်းငံ့နေပြီးတိုက်ပွဲတွေဆက်ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ယူကရိန်းကိုရုရှားကပြစ်တင်ပါတယ်။ယူကရိန်းကြောင့်လို့ဆိုပါတယ်။ ယူကရိန်းအစိုးရရဲ့ညှိနှိုင်းမှုလုပ်ငန်းစဉ်ကိုဆက်လုပ်ဖို့တုံ့ဆုံနေတဲ့ကိစ္စရုရှားမီးမြှားထားတဲ့မေကွန်းကိုပြန်ဖြေဖို့ဆန္ဒမရှိတဲ့ကိစ္စကြောင့်ရုရှားယူကရိန်းငင်းကြေးလုပ်ငန်းစဉ်တွေဟာဆိုင်းငံ့ရတာလို့ဒီမီထရီပက်စကော့ကဆိုပါတယ်ရုရှားဘက်ကယူကရိန်းကိုပြောတဲ့ဒီဆောင်ရွက်စာတမ်းမူကြမ်းတွေနဲ့အဖွဲ့အမျိုးမျိုးအတွက်မှာနောက်ထပ်လုပ်မဲ့ပုံစံတွေအတွက်အဆိုပြုချက်တွေကိုယူကရိန်းဘက်ကမတုံ့ပြန်တဲ့အတွက်ကြောင့်ဖြစ်ပြီးတော့ဒါတွေအားလုံးအတွက်အဖြေမရဘူးလို့ဆိုပါတယ် ရုရှားနိုင်ငံကြားထောက်လိုင်းရေးဌာနကရတဲ့အချက်လက်တွေနဲ့ပတ်သက်ရင်စိုးရိမ်စရာဘာလို့ကွန်ရက်ပြောရေးဆိုလို့ရှိသူကပြောပါတယ်။ရှေ့တန်းလုံးစစ်တပ်ရေဒီယိုတွေကလည်းနိုင်ငံခြားဘာသာစကားတွေပြောနေတာအဆင်မပြတ်ကြားနေရပြီးတော့ယူကရိန်းအတွက်တိုက်ပွဲဝင်နေတဲ့နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေရှိနေတယ်လို့ဆိုပါတယ်။အဲဒီတိုက်ခိုက်ရေးသမားတွေချေမှုန်းပြမယ်လို့ရုရှားဘက်ကပြောနေပါတယ်။ယူကရိန်းမှာနေတိုးစစ်ဘက်ဝန်ထမ်းတွေရှိနေပြီးတော့ရုရှားရဲ့ဂျားဖြတ်ခိုးလွှမ်းဟောင်းနဲ့ဒီ နာမည်ကြီးကိုတင်တွေကလည်းရရှိတဲ့အချက်လက်တွေအရရှေ့တန်းမှာအင်္ဂလိပ်နဲ့ပြင်သစ်ဘာသာစကားတွေထက်တလဲလဲပြောနေတာဖမ်းယူနိုင်တယ်လို့ဆိုပါတယ်။ဒီစပွဲမှာအင်္ဂလိပ်နဲ့ပြင်သစ်ဘက်ကလည်းပါကောပါလာနေတယ်ဆိုပြီးတော့ရုရှားဘက်ကဆွဆွဲပါတယ်။အမေရိကန်ဦးဆောင်တဲ့နေတိုးစီရင်မဟာမိတ်ဖွဲ့ကတော့ယူကရိန်းကိုထောက်ခံပေးမယ်။အဲ့ဒီမှာ နေတိုးစစ်တီတယောက်တော်မှမချထားဘူးလို့ပြောပါတယ်။အမေရိကန်မီဒီယာတွေသတင်းတွေအရတော့အမေရိကန်နဲ့ဥရောပထောက်လှမ်းရေးအေဂျင်စီတွေဟာယူကရိန်းမှာတိတိတတတီရှိနေတယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ ထိုင်းဆိုရဟာအမေရိကန်နဲ့အရေးပါတဲ့မြေရှားတထုထောက်ပံ့ရေးဆိုင်ရာနားလည်မှုစာချုပ်လား MOU အစ်စ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့အတွက်ဒီအသင်္ဇာတောက်ကိုလိုအပ်နေတဲ့တရုတ်နဲ့အမေရိကန်ကြားဂျားညက်နိုင်တယ်လို့ဒီမိုကရက်တစ်ပါတီနဲ့ပြည်ပပါတီတို့ကဝန်ကြီးချုပ်အနုတင်အစိုးရဖွဲ့ကိုတတိပေးပြောကြားလိုက်ပါတယ်။အမေရိကန်အင်ပီရိုကထုတ်ပြန်တဲ့ကမ္ဘာလုံးဆိုင်ရာအရေးပါတဲ့တထုအသင်္ဇာတထောက်ပံ့ရေးခွင့်ဆက်ချဲ့ထွင်မှု ယင်းနိမ့်နိုင်မှုမြင့်တင်မှုအတွက်အမေရိကန်နဲ့ထိုင်းကြားပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာချုပ်လွှာကြေညာချက်ကိုထိုင်းနိုင်ငံရဲ့ပါတီတွေကရည်ညွှန်းပြီးခုလိုတတိပေးခဲ့တာပါနောက်ပြင်မြေရှားတတုတွေဟာတန့်ရှင်းနဲ့စွန့်ရင်နဲ့လျှက်စစ်ကားတွေထုတ်လုပ်ဖို့အဓိကကုန်ကျစရိတ်ဖြစ်ပြီးတော့အမေရိကန်နဲ့တရုတ်တို့ကအဲ့ဒီတတုတွေကိုလွှမ်းမိုးချုပ်ကန်ဖို့စူးစမ်းနေကြတာလို့ဒီမိုကရက်ပါတီဒုက္ခောင်ဆောင်ဝေယာပွန်ပရာဖာက Facebook မှာရေးသားပါတယ် အဲ့ဒီနားလည်မှုစာချုပ်လာရအမေရိကန်ဟာထိုင်းနိုင်ငံကိုအရေးပါတဲ့တထုတ်တရားစတာရှောက်ခွေထုတ်လို့ရမှာကိုမျိုးမှာဖြစ်တယ်လို့ထိုင်းနေနဲ့လည်းအမေရိကန်ကိုထိုင်းနိုင်ငံမှာရောင်းချနိုင်တယ်ဒါမှမဟုတ်ထိုင်းနိုင်ငံမှာယုံတုတ်တည်ရှိတဲ့ဒါမှမဟုတ်ထိုင်းနဲ့အမေရိကန်ပေါင်းထားတဲ့ကုမ္ပဏီတစ်ခုမှပိုင်ဆိုင်တဲ့အရေးပါတဲ့တထုတ်တရားစတာပိုင်ဆိုင်မှုတွေမှာပြည်တွင်းဥပဒေနဲ့အညီရင်းနှီးမြှုပ်နှံမှုပထမဆုံးခွင့်ရပေးရမယ်လို့ MOU မှာဖော်ပြထားပါတယ် နားလည်မှုစာချုပ်လောင်ပါတီပိုက်ဟာအမေရိကန်ကအရေးပါတဲ့တထုတ်တရားစာတာကိုရယူနိုင်ခွင့်တိုးချဲ့လိုပြီးတရုတ်ရဲ့ဝင်ရောက်ခွင့်ကိုပိတ်ဆို့လိုကြောင်းပြသနေတာပါထိုင်းစီးပွားရေးဟာတရုတ်ပေါ်အတော်တန်မှီခိုနေရာကြောင်းသတိပေးခဲ့ပြီးထိုင်းစိုးရအနေနဲ့တရုတ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားတဲ့ဆိုပါတယ်ပြည်ပပါတီလွတ်တော်အမတ်ကနိုင်ငံတော်တရားစာတာဖြစ်တဲ့အရေးပါတဲ့တထုတ်တရားစာတာဆိုင်ရာနားလည်မှုစာချုပ်လောင်ကိုအနုတည်အနေနဲ့လက်မှတ်ရေးထိုးဖို့မလိုအကြောင်းပြောပါတယ် အခုနားလည်မှုစာချုပ်တော့အဓိကအနေနဲ့အမေရိကန်အတွက်အကျိုးရှိပုံရပြီးတော့နားလည်မှုစာချုပ်တော့မှာဖော်ပြတဲ့အတိုင်းထိုင်းနိုင်ငံအနေနဲ့အမေရိကန်မှာပြန်လည်ရင်းနှီးမြှုပ်နှံနိုင်တာဒါမှမဟုတ်အရေးပါတဲ့တထုတ်တင်စာတာတဲ့အပြန်အလှန်ထောက်နိုင်တဲ့ဤပညာစွမ်းရည်ရှိခြင်းမရှိခြင်းကိုလည်းသံသယဖြစ်နေပါတယ်။ဒါအပြင်နားလည်မှုစာချုပ်တော့ဟာအမေရိကန်အားထိုင်းနိုင်ငံတွင်မြေရှားတထုတ်ရှာဖွေဖို့ထိုင်းနိုင်ငံရှိမြေရှားတထုတ်တွင်းတွေအကြောင်းအချက်အလက်တွေကိုလွှင့်မြေစွာရယူဖို့နဲ့ပထမဆုံးခွင့်ရရင်တော့ထောက်လွှင့်မှုမှာရင်းနှီးမြှုပ်နှံမှုခွင့်ပြုထားကြောင်းဖက်ထရာဘုံကထောက်ပြပါတယ်။ ထိုင်းနိုင်ငံမှာအမေရိကန်ရဲ့ရှားပါးမြေတွေထုတ်လုပ်ရေးအတွက်စီးမြင့်တွေလွယ်ကူချမှုစီဖို့လည်းနားလည်မှုစောင့်ကြိုလာမှာတောင်းဆိုထားပါတယ်။အမှုတရအစိုးရဟာထိုင်းနိုင်ငံကိုအမေရိကန်နဲ့တရုတ်ကြားဖြစ်နေတဲ့မြေရှားစစ်ပွဲမှာစစ်တွင်ရုပ်လေးတရုတ်ဖွဲ့ဖြစ်အောင်လှုံ့ဆော်ခဲ့တာဆိုပြီးတော့နိုင်ငံရေးပါတီတွေကဝေဖန်ပြောနေကြပါတယ်။စေယုံတရုံမှာ မွေးကစားမွေးကင်းစားခလီနိုလွန်ခဲ့တဲ့နှစ်ပေါင်း60လောက်ကအလဲခံလိုက်ရတဲ့သူဖြစ်ပြီး အလဲခံရတဲ့သူတွေဟာ နှစ်ပေါင်း60ကြာမှအဖြစ်မှန်ကိုသိခဲ့ရတယ်ဆိုပါလိမ့်အလဲခံလိုက်ရတာတတိသားပါတတိသားဟာစင်ရသာကုံကားမုံသူဖြစ်အသက်60ထိဖြတ်တန်းခဲ့ရပါလိမ့်သူမိခင်ကတနာပြည့်ဆီယမောကိုရေချိုးပြီးဖို့ကလေးကိုပေးလိုက်ရကပြန်လာတော့မှားပါလာတာပါဒီဖြစ်စဉ်လေးက1953မှာဖြစ်ခဲ့တဲ့တနာစရာဖြစ်ဖြစ်ပါ2009ခုနှစ်ရောက်မှာပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ် ဆင်းရဲသားအင်္ဂါလာတဲ့ကလေးဟာချမ်းသာတဲ့မိသားစုကိုရောက်သွားပြီးသူကအဲ့ဒီမှာသားကြီးဆုံးမှာကုမ္ပဏီရှယ်ယာတွေကိုညီငယ်သုံးယောက်နဲ့တူပိုင်ပါလေမိခင်ဆုံးတော့သူကအမေဝေစုကိုယူတယ်ပြောတော့ငါအကိုကြီးမှုအဖေကိုဆောင်ရှောက်ရမယ်ဆိုပေမဲ့ဖခင်ကိုလူအုံလုံးပို့ခဲ့ပါတယ်ညီငယ်တွေအားသူတို့အကိုကြီးဖခင်ပေါ်ပြုမှုဆက်ဆံတာတွေကိုရင်ကလေးကမတင်ကြပါဘူးဒီနေ့သူတို့ကိုတောက်တဲ့ စလိတ်ဖင်စီကံကိုယူပြီး DNA စစ်ကြည့်ခိုင်းရဒီလူဟာသူတို့မိသားစုနဲ့လုံးဝမသက်ဆိုင်ဘူးဆိုတဲ့ဖြေရသွားပါတယ်အမေမဆုံးခင်ပြောမှုတာကတာကြီးငွေတော့ကရေချိုးဖို့တူနာပြုတ်ကိုခိုင်းခဲ့ရမှာအပြန်မှာခလေးအင်ကြီးမတူတော့တာသတိထားမထားသတိထားမိပါတယ်ဒါနဲ့အဲ့ဒီစေုံကိုသွားငွေစင်းတွေရှာတော့ခလေးချင်းလွဲတာပေါ်ပါတယ်အလဲခံခဲ့ရတဲ့သူတို့အကိုအစ်စ်ဟာငယ်ဘဝကိုလျှက်စစ်မိတော့မရှိတဲ့အိမ်မှာနေပြီး စောက်ခက်ခဲတင်ခဲ့ရပါတယ်။မိဘရင်ဘယ်သူလဲဆိုတာပြီးတော့မိဘတွေကတေကုန်ကြပါပြီ။သူကကလေးချင်းလဲပေးလိုက်တဲ့စေုံကိုရောချင်းငွေရန်38တန်းတောင်းကမှုဖွင့်ပြီးတရားဝန်ကသူ့အနိုင်ပေးခဲ့ပါတယ်။မကြာခင်ကအသက်28နှစ်ရဲ့တရားဝန်မျိုးသားဟာလဲတန်းကြွတတိဘွားကနေလဲခံရလို့စင်သားဘွားရောက်ခဲ့တဲ့တဲ့င်းကလည်းမကြီးခဲ့ပါလေအဖြစ်မဲ့တီးတော့ဖခင်ကသားအတွက်ပြင်ဆင်ပြီးအသင့်မီတိုက်ခတ်သုံးနှန်းပြီးက ပြန်ပြီးတော့တားဖပူပေါင်းခဲ့ပါတယ်အခုဂျပန်ကဆင်းရဲလာတဲ့ကာသမာဖြစ်ကတော့မိဘတွေပြန်မမြင်ရလို့ပူပြီးစင်တာပါတယ်ဒါကြောင့်ဆေးအုံမှာကလေးမွေးသူတွေနဲ့အထူးသတိထားဖို့လိုတယ်လို့ပြောချင်ပါတယ်